โอเคမင်္ဂလာပါဆိုတော့အခုဒီ task in go ပေါ့နော် task in go အကြောင်းပဲပြပြမှာဖြစ်ပါတယ်ဒီနေ့ကကျွန်တော်အခုတလောပေါ့နော်တော်တော်များများကဒီ task in go ပတ်စံဘလို့ထည့်ရလဲပေါ့နော်အဲ့ဒီဟာပဲမေးကြတာပေါ့နော် ATM မှာထည့်လို့ရလားစသဖြင့်ဆိုတော့ကျွန်တော် task in go ကြတော့အခုအချိန်ထိကျွန်တော် ATM set မှာထည့်လို့ရတယ်ဘာဖြစ်လဲဆိုတော့သူကဘန်ရှိတဲ့အတွက်ပေါ့နော် ဟိုလိုဥပမာပြောရမယ်ဆို CMB တို့ May Bank စတယ်ဖြစ်မှာအဲ့လိုမျိုးသူတို့မှာ ban မရှိတဲ့အတွက် ban office မရှိတဲ့အတွက်ဒီ ATM machines မှာထည့်လို့မရဘူး။ဟို CMB ကြကျွန်တော်တို့ဒီပတ်စံထည့်မယ်ဆိုရင်သူတို့ ATM အဲ့ဒီသူတို့ရဲ့ office မှာတော့မှကျွန်တော်ကဒီ ATM cash withdraw cash deposit ပေါ့နော်အဲ့မျိုးထည့်လို့ရတယ်။ဒီဟာကြတော့အဲ့လိုမရဘူးပေါ့နော်။သတ်စင်ကိုကြတော့သူကြတော့ဒီ CMB ရဲ့လက်အောက်ခံဟုတ်တယ်။ဒါပေမဲ့ လောလောဆယ်ဆယ်ကျွန်တော်တို့ဒီဒီ ATM machine မှာထည့်လို့မရတဲ့ဘူးเนาะအဲ့ဒါကြောင့်ကျွန်တော်ကဘာဘယ်လိုထည့်လို့ရမလဲဆိုတော့တစ်ခုပြပြမယ်เนาะဒီထက်မှာပေါ့เนาะအာ add money ဆိုတဲ့ဟာရှိတယ်ပေါ့เนาะအဲ့ဒီအပေါ်မှာတစ်ချက်ကြည့်လိုက်အဲ့ဒီမှာဘယ်လိုထည့်လို့ရလဲဆိုတော့ number 1ကတော့ဒီ just non transfer ပေါ့เนาะအဲ့ဒီ just non transfer ကကျွန်တော်ကဒီပတ်စံလွှဲရတာအဆင်ပြေတယ်လို့ ပတ်စံလက်ခံရတာလည်းအဆင်ပြေတယ်။ဘာဖြစ်လဲဆိုတော့ဒါအကောင့်နံပါတ်ဖြစ်တယ်နော်။ဆိုတော့ကိုယ့်ရဲ့တစ်ချဲကကိုယ့်စီကိုပတ်စံလွှဲပေးစေခြင်းတယ်ဆိုရင်ဒီအကောင့်နံပါတ်ပေးလို့ရတယ်။ကိုယ့်ရဲ့ဖုန်းနံပါတ်ပေးလို့ရတယ်။ဒါမှမဟုတ်ရင်လည်း QR code ကျွန်တော်ပေးလို့ရတယ်။ QR code ကဒီနားမှာရှိတယ်ပေါ့နော်။အဲ့ဒီ QR code ပေးမယ်ဆိုရင်တစ်ချဲကအလွယ်တကူ ပတ်စံစကဲမှာပေးလို့ရတယ်လို့ခုနကပတ်ထဲမှာကြတော့ဒီ trust and go at the sin တို့ပေးလို့ရတယ်လို့ခုနကကျွန်တော်ပြောတဲ့ account number က the sin เนาะဒီ account number က the sin ပေးလို့ရတယ်ဒီ account number ဘယ်လိုပေးမလဲဆိုဒီနံပါတ်တစ်ချက်နှိမ့်လိုက်ရင်သူက copy ဖြစ်သွားတယ်ပေါ့နော်ဟိုမှာ copy number မှာပေါ်လာတယ်เนาะအဲ့ဒီ number က12ခုရှိတယ်ပေါ့နော်ရိုးရိုးဒီ CMB ပါတော့မေပန်းတော့စာကုန်အဲ့ဒီ local ပါရဲ့ account number ကြတော့10ခုပဲရှိတယ်အဲ့ဒါတို့ပတ်စံထည့်တဲ့ခါမှာအဲ့ဒီ account number 10ခုထည့်ရင်နာမည်ပေါ်လာရေးပတ်စံထည့်လို့ရတော့ဘုံနဲ့ဒီပတ်စံဒီဟာကြတော့အာခဏကျွန်တော်ပြောလို့သူက bank station ကို bank office ကိုမရှိတဲ့အတွက်ပေါ့နော်မရှိတဲ့အတွက်ကျွန်တော်တို့ကအခုလိုမျိုးထည့်ရတာဖြစ်တဲ့ bank ဒီ bank card ကတစ်စင် app ကတစ်စင်ထည့်ရတာဖြစ်တယ်နော်ဆိုတော့ခဏကျွန်တော်ပြောတဲ့ဒီ twin transfer ကြတော့ ပတ်စံလွှဲရခါလဲအဆင်ပြေတယ်ပေါ့နော်ပတ်စံလွှဲရခါဆိုတော့ merchant trade တို့ဟိုဒီ insafe တို့အဲ့ဒီဟာပြောရမှာပေါ့နော်ဒီ CMB တို့နော် public bank တို့ may bank စသဖြင့်အဲ့ဒီ bank ကိုကျွန်တော်က trust and go ကနေလွှဲမယ်ဆိုရင်ကျွန်တော်ကလွှဲလို့ရတယ်ပဲနော်ဆိုတော့ဒီမှာတစ်ချက်ပြမယ်နော်ကျွန်တော်တို့ local bank ပတ်စံလွှဲမယ်ဆိုရင်ဒီမှာ transfer ဆိုရင်ညာတစ်ချက်နေပါပြီးရင် send money ပေါ့နော်ဆိုတော့ တို့ကဒီသက်ဆိုင်ကိုအချင်းချင်းဖွင့်ထားဆိုတော့ကိုကဖုန်းနံပါတ်ရေးလိုက်ရုံပဲပေါ့ဒီနာဖုန်းနံပါတ်ရေးမှာပို့လိုက်ပို့လိုက်ရရပေါ့နော်ဆိုတော့ကျတော့အဲ့လိုမျိုးဖုန်းနံပါတ်မရေးပဲနဲ့အခုကျွန်တော်ကတော့ဘန်ပေါ့နော်ဘန်တစ်ခုခုလုပ်ခဲ့ဘန်တစ်ခုလွှဲမယ်ဆိုဒီမှာကျွတ်တော့ဆိုတာရှိတယ်အဲအဲ့မှာကျွန်တော်ကွာလွဲပြီးသားလေဆိုရင်ဒီမှာပေါ်တာပေါ့နော်လွဲပြီးသားလို့ဒီမှာကိုက favorite အဖြစ်သတ်မှတ်ထားမယ် နော်အဲ့မျိုးလှုပ်ထားမယ်ဆိုလာမယ်ပေါ့တော့ပေါ့နော်ဘာမှမလှုပ်ထားတော့မှာပေါ့ဘူးဆိုတော့ကျွန်တော်ကတော့တခြားဘန်ကိုပို့မယ်ဥမာပေါ့နော်ဒီမှာ select လုပ်လိုက်ကျွန်တော်လုပ်လိုက်ပြီနော် ပြီးရင်ကျွန်တော်ကဘန်တစ်ခုခုအဲ့မှာရွေးတဲ့အခါမှာကျွန်တော်ကအကောင်ဆုံးတခြားဘာမှမရွေးပါနဲ့ကျွန်တော်ရွေးရမှာ bank e wallet account ဆိုတော့ပဲရွေးပါနော်အဲ့ဒါပဲရွေးပါအဲ့ဒါဆိုရင်ကျွန်တော်ဘန်ကိုပြန်ရွေးမှာဖြစ်တယ်ဒါဆိုရင်ဒီနောက်မှာဘန်တစ်ခုခုရွေးပါနော်ကဲဥမာကျွန်တော်ဒီမှာ tax and go ရတယ်နော် test and go အချင်းချင်းလဲဒီမှာကျွန်တော်ပေးလို့ရတယ်အခုဒီမှာပေါ်လာမလားပေါ်မှာ test and go ရှိတယ်เนาะဒါနဲ့ကျွန်တော်ကတော့ test and go မလုပ်ပဲနဲ့တခြားဒီ local ဘန်ပေါ့เนาะ so alignment ထားလိုက်ဆိုရင်ဒီမှာ account number 10ခုရေးလိုက်เนาะ account number 10ခုရေးလိုက်ပြီဆိုရင်ဒီဘက်ကို next ဆိုနေလိုက်ပြီဆိုရင်ကိုကဟောဟောဖြစ်တာပေါ့เนาะဒါကတော့ account number မှာလို့ပေါ့เนาะဒါကတော့ကျွန်တော်ဒီကျွန်တော်ကနေပတ်စံလွဲလို့ရတော့ပြပြတာเนาะ okay ဆိုတော့နောက်တစ်ခုကပတ်စံဘယ်လိုထည့်လို့ရလဲဆိုတော့ဒီမှာ app money ဆိုတာရှိရမှာเนาะဆိုတော့ bank card တစ်ခုရှိမှာเนาะ credit card တို့ debit card တွေရှိတယ်ဆိုတော့ကျွန်တော်ဒီ task and go ကြတော့ရွေသမားရဲ့ကြတော့ဒီ bank card တွေချိန်လို့မရဘူးတချို့တွေက merchant trade ချိန်လို့ရတယ်အများဆုံးတော့ချိန်လို့မရဘူးเนาะ local bank ကြတော့ချိန်လို့ရတယ်เนาะ local bank ပဲချိန်ရတာအဆင်ပြေတယ်ဒါကတော့ဒီ bank card တွေတစ်စင်းပေးရပါတော့เนาะဒီမှာ credit card ဆိုရင် credit card credit card ကြောင့်ကျွန်တော်များတော့အပြည့်မှန်အသားရမရှိဘူးเนาะ debit card ရှိရပါတော့ဆိုတော့ debit card ချိန်ထားမယ်ဆိုရင်ကွာ debit card ရဲ့ design ဒီလိုလုပ်မှကျွန်တော်ကထည့်လိုက်ရုံပဲပေါ့เนาะအခုကျွန်တော်ကတော့ bank ချိန်ထားတဲ့ဒီမှာ bank ကဒီမှာပြန်မှဟိုလောက်ရတာပေါ့เนาะအကိုရ card number bank ကထည့်ရ card number ရဲ့ PIN တက်တန်းရဲ့ PIN CVV ဆိုတဲ့ဟာက ဘဏ္ဍသုံးလုံးပါလေအဲ့ဒီဘဏ္ဍထဲမှာအဲ့ဒီဟာရေးလဲမယ်ဆိုဒီမှာ next မှာကျွန်တော်ကပတ်စံ top လောက်ရတာပေါ့နော်ကိုကချိန်ထားတယ်ဆိုတော့ဘုံမလွယ်တာပေါ့နော်ချိန်ထားတယ်ဆိုတော့ဒီမှာ auto ဆိုတဲ့ဟာရှိရ auto လို့လို့ဆိုတာနေဘုံမကျွန်တော်ကပတ်စံ amount ထဲမှာ top လောက်လိုက်ယူပဲပေါ့နော်ဆိုတော့ဒီကောင်တွေကနေနေမျက်စိနောက်မှာတချို့မလုပ်တတ်ဘူးဆိုရင်ထားလိုက်ဒီနှစ်ခုကိုကြော်လိုက်နော်ကိုကမလုပ်တတ်ဘူးဆိုရင်ရတယ်ဘာမှဖြစ်ဘူးဒီမှာ release pain ဆိုတဲ့ဟာရှိတယ်အဲ့ဒီ release pain ကြတော့ကျွန်တော်တို့ဒီ 7 11တို့ KK တို့မှာရတယ်ကျွန်တော်ထပ် upload ချင်ပါတယ်ထဆင်ဖို့ဆိုရင်အမှ150တန်းနေရာတန်းနဲ့ရှိမယ်အဲ900တန်းရှိကောင်းရှိနေတယ်ပေါ့အများကြီးတော့ထည့်လို့မရဘူးเนาะအဲ့ပဲအဲ100နေရာလောက်ပဲကျွန်တော်ဝယ်လို့ရတာဖြစ်တော့100တန်းနေရာတန်းကိုအများကြီးဝယ်ဝယ်ပေါ့เนาะအဲ့ဒါမှာ तू က fake number ဆိုတာရှိတယ်ပေါ့เนาะအဲ့ဒီတင်မှာ fake fake number ထည့်လိုက်ပြီဆိုရင်အော်တိုဒီမှာ continuous 100%ရပြီပေါ့เนาะဒါကတော့ဒီ အလွယ်ဆုံးပေါ့နော်နောက်တစ်ခုကဒီ international option တွေဆိုတော့ကြတော့ဒီ e wallet ကနေပေါ့နော်တခြားဒီငွေလွှဲပန်ကနေ western union တို့ white တို့ flip တို့နော်အဲ့ဒီကရောဒီ tasin ကိုစီကို top upload လုပ်ရတယ်ဆိုတော့ပြပြတာဖြစ်တယ်နော်ဆိုတော့နောက်တစ်ခုကကျတို့ပတ်စံပေးတဲ့အခါပေါ့နော်ပတ်စံပေးတဲ့အခါတချို့တွေမတည်တဲ့လူတွေရှိတယ်ဒီနားမှာအခုဆိုရင် update ဖြစ်သွားတာပေါ့နော်အဲ့မှာ အမှ pay ဆိုတာရှိတယ်ပေါ့နော်အဲ pay ဆိုတာကြတော့ကျတို့ဒီ market shopping mall က market တွေ KK တို့ခြားခြား7 11တွေမှာကျတို့ကပတ်စံ pay မယ်ဆိုရင်ဒီ pay ဆိုတဲ့ဟာ nick ပေးရတယ်အဲ့ဒီဟာမှာတို့မှာအဲ့ဒီ pay ကို scan တဲ့တို့စီမှာ set ရှိတယ်ပေါ့နော်အဲ့ဒီ set မှာ copy ပြပြထားတဲ့ set အဲ့ဒီ scan နဲ့တို့က scan ညမှာအပစံကိုလက်ခံယူတာဖြစ်တယ်เนาะကျွန်တော်တို့က scan ရတဲ့ဆိုရင်ဒီဒီကျွန်တော်တို့ဒီ scan နဲ့ဟာကြတော့ ဒီမှာတွန်းရလဲဆိုတော့တခိုင်ကြံ့ပေါ်တော့တချို့စားသောဆိုင်တွေမှာကြတော့ဒီဒီ task ကိုနဲ့ပေးခိုင်းနေဆိုရင်တော့ကျွန်တော်ကဒီဟာ scan လိုက်ပြီဆိုတော့ရသွားတာပေါ့နော်ဒီဟာ scan တဲ့ဟာဆိုတော့ဒီ task ကိုကြတော့ UN သမားတွေကြတော့အာဒီတခြားမေဘန်တို့ CMB ဘန်တို့မာ QR code ဒါမျိုး scan တော့ပေးလို့မရအောင်နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်က UN သမားဖြစ်တဲ့အတွက်ပေးလို့မရဘူး task ကိုအချင်းချင်း scan လို့ရတယ်ဒါမဲ့ လိုကေပါနေကိုစကန်မှတ်ပေးလို့မရအောင်เนาะအဲ့ဒါတော့ကျွန်တော်တို့တည်ဖို့လိုတယ်ဆိုတော့ G receipt ကြတော့ဥမာပတ်စံလက်ခံတဲ့အခါเนาะကိုကဆိုင်ဖွင့်ထားတဲ့ဆိုဥမာဒီ base store ဆိုင်ဖွင့်ထားတဲ့ဆိုဒီ QR code ကို download ထားပါเนาะ download ထားမှအမှကတ်ထားလိုက်အဲ့ဒါသမားကကိုကိုပတ်စံပေးလိုက်မယ်ဒါမဲ့တေချာဆုံးကတချို့တွေကမပေးတတ်တော့ပတ်စံထည့်တဲ့ခါမှလည်းနည်းနည်းပြဿနာတွေရှိတယ်ပေါ့เนาะအဲ့ဒါတေချာတော့ဟိုရေးတတ်ဖို့လိုတော့ပေါ့เนาะဒါကတော့လက်ခံတဲ့ receive ခုတ်လို့ခဏကျွန်တော်ပြောတဲ့ဒီအဲဒီကျွန်တော်ဒီ number ကလည်းသူတို့ကသူတို့ပေးထားပြီဆိုရင်ဒီကနေ decision ပတ်စံလက်ခံလို့ရတယ်ပေါ့နော်အကောင်းဆုံးကတော့ကျွန်တော်တို့ကပတ်ခံပတ်စံလက်ပတ်စံလက်ခံတဲ့အခါမှာခဏကျွန်တော်ဒီ account number နဲ့နာမည်ပေးပါဒါမှမဟုတ်ရင် phone number ပေးလို့ရတယ်နော်ဒါမှမဟုတ်ရင်ဖုန်းနံပါတ်ပေးတယ်ဆိုတော့ဒီကျွန်းတော်ဒီထပ်စင်ကိုအချင်းချင်းကိုပြောတာနော်ဆိုတော့အာ QR code လဲပေးလို့ရတာပေါ့နော် QR code တော့ဒီမှာမှရှိတာပေါ့နော်ဒီဟာလေးကျွန်တော်တို့ပေးခြင်းအပြင်တထည်တွေပတ်စံလွှဲပေးမယ်ဆိုရင်ဒီ QR code နဲ့လဲလွှဲလို့ရလို့ကျွန်တော်ခဏကျွန်တော်ပြောတယ်ဒီ number ကတစ်စင်ပေါ့နော်သူ့ရဲ့ account number ကတစ်စင်ပတ်စံလွှဲလို့ရတယ်နော်ကဲအဲ့ဒါဆိုတော့နားလည်ပြီလို့ထင်ပါတယ်နော်မရှိတာရှိရင်ပြန်ပေးလို့ရပါတယ်ကျေးဇူးများတင်ပါတယ်